ဖះငါကိုကိုယ်လို့ပြောတာမဟုတ်ဘူးဖះဆိုတာသူ့ကိုယ်သူရည်ညွှန်းတာလည်းမဟုတ်ဘူးလောကမှာအမှန်တရားကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာကိုဗုဒ္ဓလို့ဒီလိုပြောတာနော်အဲ့တော့ဗုဒ္ဓဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးဘောဓုတတခုပြောအင်္ဂလိပ်လိုရေးတဲ့အခါမှာဗုဒ္ဓလို့ရေးတာလည်းရှိတယ်ရှေ့က article ထည့်ပြီးတော့သဗုဒ္ဓလို့ရေးတာလည်းရှိတယ်နှစ်ခုရှိကြတယ် ရှင်းရတော်တော်များများတော့ဗုဒ္ဓလိုပဲရေးတယ်အတ္တိကေမပါပဲနဲ့ဗုဒ္ဓလိုရေးတာကြတော့နာမည်အနေနဲ့ပုဂ္ဂိုလ်အနေနဲ့ရေးကြတာဗုဒ္ဓဆိုတာပုဂ္ဂိုလ်ပါဆံအနေနဲ့ဆိုရင်အတ္တိကေထဲဆရာမလိုဘူးပေါ့သို့သောနောက်ပိုင်းကြတော့ဗုဒ္ဓဆိုတာပုဂ္ဂိုလ်ရည်ညွှန်းတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ title လို့ခေါ်တယ်ဂုံလူဖွဲ့သူတစ်ခုပဲပေါ့ဗုဒ္ဓဆိုတာဖရာရဲ့နာမည်မဟုတ်ဘူး တိုက်တဲတာဖြစ်တယ်ပေါ့ခုံနူးပဲဖြစ်တယ်ပေါ့ဖရာရဲ့အမိနာမကအမျိုးတွင်နာမည်နဲ့ခေါ်ရင်ဂေါရမမိဘကပေးထားတဲ့နာမည်နဲ့ပြောမယ်ဆိုရင်တိတ်တထတိတ်တထဂေါရမဒီလိုပဲခေါ်လို့ရတယ်ပေါ့အဲ့တော့ဗုဒ္ဓဆိုတာနာမည်မဟုတ်ဘူး title ဖြစ်တယ် ဒါကြောင့်မလို့ရှေ့အာတိကေထည့်ရမယ်ဆိုပြီးတော့တဗုဒ္ဓလို့ခုခေတ်တော့ရေးလေးရှိကြတယ်ပေါ့တော်တော်များများအဲ့ဒီကွယ်ပြားခြားနာချက်ကိုမှတ်သားထားပြီးတော့ဗုဒ္ဓလို့ရှေ့ကရေးတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာအမိနာမအနေနဲ့ရေးလို့ရှင်အာတိကေမထည့်ဘူးဂုံတူးအနေနဲ့ရေးမယ်ဆိုလို့ရှင်တော့အာတိကေထည့်ရတယ်လို့အလက်ဇန္ဒရာတကရိတ်ဆိုတာလို့ပေါ့အာတိကေထည့်ပြီးတော့ရေးတာ အဲ့ဒါအင်္ဂလိပ်စာဖတ်တဲ့ပုံကိုယ်တွေအဲ့ဒီနှစ်ခုကွဲပြားခြားနားမှုရှိတယ်အဲ့ဒီမှာဗုဒ္ဓဆိုတာအမိနာမမဟုတ်ဘူးပုံကိုမဟုတ်ဘူးဖွယ်ရူးများတာဖြစ်တယ်အမှန်သိတဲ့အရေးချင်းရှိတဲ့ပုံကိုယ်တိုင်းမှန်တယ်များဗုဒ္ဓဒါကြောင့်မို့ယောစဗုဒ္ဓင်စဓမ္မင်စတန်ကင်စတရဏကတောမြတ်စွာဘုရားကတကယ်ဘေးကင်းရန်ကင်းတဲ့ အနေခသိင်ကင်းငိမ့်စီနိုင်တဲ့ကိုဝေယာဆိုတာဖရာတရားတန်ခါပဲဖြစ်တယ်။ဒါကြောင့်ဘေးကင်းရန်ကင်းဖြစ်စေနိုင်တယ်လဲလို့ဆိုရင်မြတ်စွာဘုရားကိုကိုယ်ွယ်စိတ်ကချင်းအပြင်မြတ်စွာဘုရားက အမှန်တရားကိုခေါ်ကြပြီးမှန်ကန်တဲ့လမ်းကြောင်းနဲ့ဆုံးမတွင်တင်ပေးမှာဖြစ်တယ်။အဲ့ဒီဆုံးမတွင်တင်ပေးတဲ့အတိုင်းလိုက်နာจิตသုံးမယ်ဆိုရင်ကောင်းကျိုးတွေရနိုင်တယ်လို့ဒါပြင်အဲ့ဒီ လမ်းညွန်ဆုံးတွင်တင်ပေးတဲ့အဆုံးအမတွေဆိုတာဘာတွေလဲလို့ဆိုဓမ္မဒါကြောင့်